観光、うん、健康。皆さん、こんにちは。アバンテージの鈴です。ジャパンダーテニジャレドリジャレマー、シセヤガイノーラウガー、ディロミュウンバウネエタンドラクリーフィデ、サン、セン、カン、ケン、アン、 in စတဲ့အတန်တော်ကလေးတွေကိုမမှန်ကန်ကန်ထွက်ထွက်ဖို့အတွက်ခက်ခဲနေကြတာလေးရှိတတ်ပါသေးတယ်။ဒါလေးတွေကဖြစ်လိဖြစ်တတ်ရှိရဆိုပေမဲ့အတန်တော်အမှန်ကိုသိချာမပြေနိုင်ဘူးဆိုရင်တော့တချို့စကားလုံးတွေမှာအတိတ်ပဲတော်တော်လေးလွဲသွားတာမျိုးကြီးရှိနိုင်ပါတယ်။ဒါကြောင့်ဒီနေ့မှာဆန်းစီနဲ့အတူတူအင်းပေါင်းတဲ့စကားလုံးလေးတွေရဲ့အတန်တော်အမှန်ကိုလေ့လာကြည့်လိုက်ရအောင်။အင်းကသူတလုံးနဲ့ရှိနေရဆိုရင်လေချောင်းနဲ့အတန်အောင်တုံးပြီးရှာကိုဘာနဲ့မှမထီပဲနဲ့ပါဇက်လေးပိတ်ပြီးအတန်ထွက်ပြရပါတယ်ဥပမာအင်းအင်း တကယ်တော့အွန်မာကပေါင်းလိုက်တဲ့စလုံးပေါ်မူတည်ပြီးအတန်ထွက်ပုံထွက်နေရေးကွဲသွားတယ်ဆိုပေမဲ့ဂျပန်သားရဲ့အခြေခံသရငါးလုံးဖြစ်တဲ့ R E U A O နဲ့ပေါင်းလို့ဒါတိတိချာချာတိထားမယ်ဆိုရင်တခြားစလုံးနေနဲ့လေအတန်တော့အမှန်ကိုတိချာထွက်နိုင်မှာဖြစ်ပါတယ်။ I U A O နဲ့ပေါင်းတဲ့အခါမှာတော့ပို့ပေါ်ပါပါပဲ။ Ừm မဟုတ်ပဲ။ Ừm Ừm လို့ထွက်ရပါမယ်။အရင်ဆုံးအဆိုတာကပါးစပ်ကိုကြဲကြဲလေးဟာထားပြီးတော့အဆိုပြီးပြောရတာပါ။ အဲ့လိုအာဆိုတဲ့အတန်းထွက်ကိုငူရင်းတံမပြောက်ဖယ်နဲ့နောက်ကအင်းလေးကပ်ပြီးတော့အန်ဆိုပြီးရှင်းပါပါကိုကအတန်းထွက်ကိုတိကျမထွက်တတ်သေးဘူးဆိုရင်အာအင်းအာအင်းဆိုပြီးတော့အတန်းလေးခွဲထွက်ကြည့်ပြီးပြီးတော့မှအန်ဆိုပြီးတော့ပြန်ပြီးတော့ပေါင်းပြီးတော့အတန်းပြန်ထွက်ကြည့်လို့ရပါတယ်အန်အန်ဒီလိုအတရာလိုက်ရန်စလုံးလေးကိုအင်းလေးပေါင်းပြီးတော့အတန်းထွက်ကြည့်ရအောင်အန်ချင်း 安心誕生日誕生日,誕生日感謝感謝いいらね、イラレイドゥドゥベボのいいよ、時代に旅路。あなま、銀行新鮮な新鮮な人形人形。ナメトうん。 ဥကိုဒီတိုင်းထားပြီးအနောက်ကအင်းလေးကမှာပါအင်းတို့အင်းတို့စင်ပိုစင်ပိုခွန်နင်ခွန်နင်နမလေးအင်းအဲကိုဒီတိုင်းထားပြီးအနောက်ကအင်းပေါင်းတာပါအင်းဇိုကုအင်းဇိုကုကင်ကိုကင်ကို洗濯 ချိန်တခုနံပါတ်5 on o ဒီတိုင်းထားပြီးနောက်က n ပေါင်းတာပါ on ga ku on ga ku koin ya koin ya sonzai sonzai okay အောပေါင်းဒီအတန်ဖက်လေးကိုလိုက်ထွက်ကြည့်ပြီးဆိုရင်ဒါကြည့်ရလားဆိုတော့လေမဟုတ်ပါဘူး။ကျေပြက်နေအခွင့်အများကြီးရှိပါသေးတယ်။ ဒီလိုကြေပြန့်သွားရှိရတဲ့အမှာအပေါ်မှာပြောသွားတဲ့တစ်ခုနဲ့အခုပြောမယ့်တစ်ခုတိတိကျကျလိုက်ထွက်နိုင်နေဆိုရင်ဂျပန်လူမျိုးရင်းနဲ့စကားပြောတဲ့အခါမှာအတိတ်ပဲကွဲသွားတာလေလွဲသွားရရှိတော့မှာမဟုတ်ပါဘူးအရင်ဆုံးอืมသူကတော့အနောက်မှာမာမီမူနေမော့ပါပီပူပေပော့ပါပီပူပေပော့တွေ့ပါတဲ့အခါမှာဒါမှမဟုတ်တစ်လုံးနဲ့ရှိတဲ့အခါမှာပါဇက်ကိုပိတ်ပြီးတော့อืมလို့အတန်းထွက်ကြပါတယ်ဥပမာရှင်ဘုံ 新聞電波電波鉛筆鉛筆ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲ on ပေါင်းနေုံမရတဲ့သူတွေအတန်အတွက်အားနေနေတဲ့သူတွေအတွက်တော်တော်လေးအထောက်အကူဖြစ်သွားပဲလို့မျှော်လင့်ပါတယ်အခုလိုအတန်အတွက်ကောင်းကောင်းနဲ့ဂျပန်စာကိုသင်ယူခြင်းနဲ့ဆိုရင်တော့ advantage ကိုပြခဲ့လိုက်ပါနော် advantage ကြောင့်ပါဆိုရင်စမ်းချောင်း campus နဲ့တောင်ပိုင်း campus ဆိုပြီးနှစ်ခုရှိပြီး online တန်းနဲ့ outside တန်းဆိုပြီးရွေးချယ်တက်လို့ရပါတယ် ။လာစဉ်လာတိုင်းအတန်းအစ်တွေဖွင့်လင်းလျက်ရှိပြီးတော့ Visit and Find မှာ A1 level ထိရှိပါတယ်။ A level တန်းတွေပြင် speaking တန်းတွေလည်း level 1 2 3ဆိုပြီးတော့ဖွင့်လင်းထားပါတယ်။ကဲဒါဆိုရင်တော့အချိန်မနည်းပဲအမြန်ဆုံးလာရအောင်အနားလိုက်တော့နော်။